မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်းကတော့ဟိတေသည်ဆရာတော်ပါတရားမဲ့ဖို့တပည့်တော်တို့တရားမဲ့ဖို့လာပါれဗျာတရားကိုဘေကစလို့မဲ့ရပါမလဲဗျာဘလို့မျိုးမဲ့ရင်အစဉ်ပြေနိုင်ပါလေဗျာတရားမဲ့တဲ့ တရားမှတ်တွေဆိုတာစိတ်မှာအဆောင်ရှောက်တစ်ခု ထားလိုက်တာဖြစ်တယ်စိတ်မှာဘယ်လိုမျိုးအဆောင်ရှောက်တစ်ခု ထားလိုက်လဲဆိုတော့ကိုရောကလေးတုန်းကဒါသက်ကြီးတဲ့လူတွေတော့နားလည်မှာပေါ့ကလေးတုန်းကဗီဒီယိုယုံမှာဟိုမှာရုပ်ရှင်ယုံမှာကြည့်မှုမှာပေါ့ဝင်နေအခါဝင်တာနဲ့ဂိတ်ပုတ်ကတယောက်ကလက်မဲ့ ဖြဲရတာကိုလက်မစစ်တာကိုဝင်ကြီးပေးရတာကိုအဲ့လိုမျိုးဂိဝမှာအဆောင်တယောက်ထားပေးလိုက်ဖို့လိုပါတယ်ဘေးအပေါက်တွေမှာအဆောင်တယောက်ထားပေးရမလဲဆိုရင်မျက်လုံးပေါက်နှရွက်ပေါက်နှာခေါင်းပေါက်နော်ရှာပေါက်ကိုပေါက်စုစိပေါက်အပေါက်ရှောက်ပေါက်အပေါက်ရှောက်ပေါက်ရှိတယ်အဲ့ဒီရှောက်ပေါက်မှာကိုကတပေါက်ပေါက်ကနေရအောင် အဆောင်းလျှောက်ထားပေးပါအခုနားနဲ့အသံနဲ့တိုက်နေတဲ့အခါအဆောင်းနဲ့ဘလို့မဲ့လေကြာနေတယ်အသံရက်တယ်ဒီကအသံရက်တာနဲ့ရေချတဲ့ဖြစ်ဖြစ်ငါငက်ကလေးမြည်တဲ့ဖြစ်ဖြစ်နော်နောက်တယောက်ဟော်တယ်ပဲဖြစ်ဖြစ်ဆိုင်ကေဟွန်တံပဲဖြစ်ဖြစ်ကဟွန်တံပဲဖြစ်ဖြစ်အိမ်မြောင်မြည်တာပဲဖြစ်ဖြစ်အဲ့ဒါ ြားနေတယ်ဆိုတာကိုကစိတ်ကပိတ်ဆို့ပံမှာရှိနေလို့ပေါ့အဖြေကစိတ်ကပိတ်ဆို့ပံမှာမရှိပဲစဉ်းစားနေရင်ကြားပါမလားမကြားဘူးအဲ့ဒါနဲ့ကြားစိတ်ကြားစိတ်ကြားစိတ်သီးပေတယ်ပေါ့မျက်လုံးဖွင့်ရင်လည်းကိုကကြားစိတ်သီးပေတယ်မျက်လုံးဖွင့်ရင်လည်းကြားစိတ်မျက်လုံးမေ့ရင်လည်းကြားစိတ်သီးပေနေတဲ့အခါ ပန်တိပေးလာရလဲဆိုတော့တွေးတော်စိတ်စိတ်ကူးတာပေါ့အော်စိတ်ကူးတွေကဒလိုထွက်တာကိုအဲ့ဒါနဲ့ကိုကစိတ်ကူးဖက်ကိုတတိထလာရတယ်စိတ်ကူးတွေမထွက်ရအောင်အတိတ်ကိုထွန်းသွားပြီးစိတ်ကူးကအတိတ်ကအကြောင်းအရာမှစိတ်ကူးနေပြီးအဲ့ဒါမျောမပါစေနဲ့အတိတ်ဆိုတာပြီးသွားပြီးကိုကိုကိုတရားဟောအတိတ်ဆိုတာပြီးသွားပြီးအနာကဲကိုစိတ်ကူးနေတယ်ဘာလုံးမဲမနှက်ပြန် မနေ့ပြန်ပါလုံးမယ်ခဏနေတရားဒီတရားရှောင်းမင်းကြွကြွလောက်နားထောင်ပြီးငါပါလုံးမယ်ကြံ့ရွေနေတယ်အဲ့ဒါပြီးကပြီးလိုက်ပါမလားရှောင်းမင်းမပြီးတဲ့အချိန်မှာသေသောရင်ကောနားထောင်ရင်တန်လန်းနဲ့သေသောရင်ကောကိုယ့်အကိုတရားဟောထားတယ်ငါသည်အချိန်မရွေးသေးနိုင်နေသေသောရင်အဲ့ဒီဥပဒဏ္ဍခန္ဓာထွက်နေလို့မရဘူး ီစိတ်ကူးတွေအပြင်ထွက်နေလို့မရဘူးကိုစိတ်ကို ကိုပြန်ပြီးတော့တရားဟောတာနော်လူတွေပြောတဲ့စကားတခွန်းရှိတာပဲဟေးငါကိုဘသူဝေးလာပြီးတရားရှရှငါတရားမကြဘူးကိုတရားကိုကိုရှာမှတရားကြတာဆိုအခုကိုတရားကိုကိုရှာနေတာလေနော်ကိုစိတ်ကိုကိုထိန်ချောင်းနေတာလေနော်ဘလို့ထိန်ချောင်းလဲအနာကဲဆိုတာမသေးရှာသေးဘူးနော် မသေးချာသေးဘူးဟုတ်ရှင်မဟုတ်မှာအဲ့ဒီစိတ်တွေအနာကဲကို သောနေလို့အစင်မပြေဘူးဟိုကသီးပေးအတိတ်ကအကြောင်းအရာတွေဆိုတာပြီးခေတာတွေပြီးတော့ပြီအဲ့ဓာတွေကိုစဉ်းစားနေလို့ပူလောင်ယုံမေ့ရှိတာပေါ့ကိုကပိတ်ဆုပ်ပံမှာမျက်စောဖရာ စကားကိုမျက်စောဖရာက အပမဒေနာသံပါဒေတာတဲ့မမြေမပွားမဆသောသတိတရားနဲ့ကောင်းစွာနေရေးချာ ရှစ်သားတို့တဲ့နော်ဘာကြောင့်အဲ့လိုမာခဲ့တာလဲဆိုတော့ပိတ်ဆုံးပံမာတဲ့ fresh ပြပြီးတော့မာတဲ့နူနူကြာကြာနဲ့အမြဲတမ်းမက်ဆရာတရားမက်ဆရာအာယုံတွေရှိနေတယ်တဲ့တရားမက်ဆရာအာယုံဆိုတာပါလေတရားမက်ဆရာအာယုံဆိုတာမိမိရဲ့စိတ်တွေအတိတ်ကိုထွန်းမတော်အောင် အနာကဲကိုထွက်မတော့အောင်ပိစုပံမှာသီးပေးနေဖို့အကြောင်းအရာတစ်ခု ရှိကိုရှိနေတယ်တဲ့အဲ့ဒါကိုသီးပေးနေရင်မင်းတို့တဏှာကိုမြေနိုင်ပြီတဲ့ဒုက္ခကိုလည်းသိနိုင်ပြီတဲ့အဲမြတ်စွာဘုရားမာခိတာနော်ဘလို့မာခိလေမြတ်စွာဘုရားသမာဓိဘိခဝေပါဝေဒသမာဓိယဘိခဝေယထာဘူတံ ัสสานาดีเด้ဟုတ်တိုင်းမန်စွာသီးဖို့အတွက်သမာဓိကိုပဲထူထောင်နေရတယ်တဲ့။เนาะ။ဘာမှလုံးနေရတာမဟုတ်ဘူး။ဘေးကုံတော်ရွတ်ဖဲနေရတာမပါဘူး။เนาะ။ပဋ္ဌာန်းတွေရွတ်ဖဲနေရတာလည်းမပါဘူး။မြတ်စွာဘုရားမာခေတာမှာဟုတ်တိုင်းမန်စွာသီးဖို့အတွက်သမာဓိကိုထူထောင်နေရတယ်။သမာဓိဆိုတာ မိမိရဲ့စိတ်ဟာအတိတ်ကိုလေးထွက်မတော်ဘူးအနာဂတ်ကိုလေးထွက်မတော်ဘူးအာယုံတစ်ခုတည်းအပေါ်မှာဆိုရင်သမထသမာဓိနော်ဟိုအာယုံတွေအများကြီး အပေါ်မှာဖြစ်နေပေမဲ့စိတ်တလုံးကိုမူတည်ထားတယ်စိတ်ဆိုတာကင်ပြားလို့မရတဲ့အတွက်ဒါပရမေတ္ထတရား၄ပါးမှာပါတယ်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတာ ပရမတ္ထအပေါ်မှာအာယုံပြူးပြီးတော့သိပိနေတာဒီဝိပဿနာဖြစ်တယ်နော်အဲ့ဒါနဲ့ဝိပဿနာဖြစ်ခြင်းရင်ပထမဆုံးဒိဋ္ဌိကိုဖြုတ်ပါဘလဝဝိပဿနာဖြစ်ဖို့အတွက်ဒိဋ္ဌိဆိုတာကဒါဘယ်သူအသံမဲဒါဖုံးဖုံးအသံမဲ